မွန်ဖိုက်တာဆွန်ရက်ပါဝင်လာတဲ့ One Friday Fight 111ပြိုင်ပွဲ1ကဆွန်ရက်နဲ့ပဝိချကိုမကြည်ဝဲပြန်လဲတဲပြီးထားပါတယ်ပထမအကြိမ်တွေ့ဆုံမှုမှာတော့ဆွန်ရက်ကပဝိချကို knock down ကြအောင်ထိုးနိုင်ခဲ့ပြီး ွဲအပြီးမှအမှန်နဲ့အနိုင်ရရှိထားတာလည်းဖြစ်ပါတယ်ဒီပွဲမှာဆိုရင်တော့ဆိုတဲ့ဟာဆိုရင်ဖိလစ်ပိုင်မိမချော်လီနဲ့အတူတူ flight gate တစ်ခုထဲမှာထိုးရမှာလည်းဖြစ်ပါတယ်မြမကိုစားပြု Mon Fighter ဆိုတဲ့ဟာဆိုရင် Thai Fighter ပတ်ဝီချင်းနဲ့ဒုတိယအကြိမ်မကြေဝဲပြန်လဲဆင်တွဲရမှာပါဒီ Fighter နှုတ်ဟာဆိုရင်အရင်135ပေါင်ထိုးနေတဲ့ Flyweight တန်မာပြန်မထိုးပဲလို့သိရပါတယ် အခုက138ပေါင်တန်းကက်ဖွေကြမှာရှင်ပြိုင်ကြမှာပါဇွန်လနဲ့ Time Fighter ဆိုရင်တော့ One Friday 91ပြန်ပွဲမှာတွေ့ဆုံထားပြီးဇွန်လကအမတ်အစုံအဖြစ်အရောက်မှာအနိုင်ရရှိထားပါတယ်ယခုအခါမှာလဲ1 Friday 5 111ပြိုင်ပွဲမှာပြန်လဲပါဝင်လာပါတယ်။ပြိုင်ပွဲ Fighter ကတော့အသက်23နှစ်အရွယ်မွေထိုင်း Fighter ပဝီချစ်ဖြစ်ပါတယ်။ အရင်ကားပဲရှစ်လက်မှရှိပြီးတော့ဝမ်မာရှစ်ပွဲကစားလေးပဲရှုံးနေထားတာလည်းဖြစ်ပါတယ်မြန်မာဖိုက်တာဆိုတဲ့ကိုလည်းအားပေးလိုက်ကြရအောင်လားနော်ဒီပွဲကိုတော့လာမယ့် match လာ6ရက်နေ့တောက်ကြနေညမှာရှင်ပြိုင်ထိုးသက်သွားကြမှာလည်းဖြစ်ပါတယ်ပရိသတ်ကြီးလည်းမွန်ဖိုက်တာလေးဆိုတဲ့ကိုအားပေးဖို့အတွက် match လာ6ရက်နေ့ကြာရင်တော့အားပေးဖို့အဆင်သင့်ဖြစ်အောင်လုပ်ထားလိုက်ကြအောင်နော်အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်